ဘယ်လာရုနိုင်ငံနဲ့ရုရှားနိုင်ငံဘေးအတရာပြည်နယ်သို့ချစ်ကြည်ခီးစဉ်တွားရောက်ခဲ့တဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဦးကြီးမဲအောင်လှိုင်ဦးဆောင်သောအစိမ့်မြင့်ကိုယ်စားလှယ်အဖွဲ့သည်ယနေ့ဇွန်လ26ရက်နေ့ညနေပိုင်းတွင်နေပြည်တော်တပ်မတော်လေးစိတ်တို့ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ဘယ်လာရုသမ္မတနိုင်ငံမင်းမျိုးရှိမင်း International Exhibition Center ဘဲ Expo မှာကျင်းပတဲ့စရုပ်တာအကျဉ်း ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025တို့တက်ရောက်ခဲ့ပြီးရုရှားနိုင်ငံဗျာတီယာပြည်နယ်သို့ချစ်ကြည်ခီးစဉ်ရောက်ရှိနေသောနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တဲ့အဆင့်မြင့်ကိုယ်စားလှယ်ဖွဲ့သည့်ရုရှားဖက်ဒရေးရှင်းနိုင်ငံဗျာတီယာပြည်နယ်ဥလန်ဥတီမြို့ရှိဘာကေဘီဘီဆိုင်ရာလေဆိပ်မှအထူးလေယာဉ်ဖြင့်မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာလာခြင်းဖြစ်ပါသည် နေပြည်တော်တပ်မတော်လေဆိပ်တို့ပြန်လည်ရောက်ရှိလာတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်တော်အစင်းမြေကိုယ်စားလှယ်အဖွဲ့အားကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းနဲ့စနီတော်တန်းတန်းတွင်ကောင်စီအတွင်းရင်းမူဗိုလ်ချုပ်ကြီးအောင်လင်းတွင်းနဲ့စနီကောင်စီအဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများကာဝေးဦးစီးချုပ်ရုံးမှအစင်းမြေတပ်မတော်အရာရှိကြီးများနဲ့စနီများနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှုများနဲ့မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံတာအမကြီးနဲ့စစ်တပ်ရုံးတို့မှတာဝန်ရှိသူများကြိုဆိုနှုတ်ဆက်ကြပါတယ်။ ခရီးစဉ်အတွင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်သည်စရုဒ္ဓအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025တို့တက်ရောက်ခြင်း EAEU ၏အလဲကျောက်ဥက္ကဋ္ဌဖြစ်တဲ့ဘယ်လောက်နိုင်ငံသမ္မတနှင့်တခြားတွေ့ဆုံဆွေးနွေးခြင်းဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးခြင်းဆက်ရုံလုပ်ငန်းများသို့တွားရောက်လည်လာခြင်းများကိုဆောင်ရွက်ခဲ့ပြီးနှစ်နိုင်ငံအစိုးရပြည်သူများအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနှင့်ကဏ္ဍပေါင်းစုံတွင်မဟာဗျော်မြတ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် EAE ကိုဖွဲ့ဝင်နိုင်ငံများနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များကိုပုံမှန်တိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရပါတယ်။ထို့ပြင်ရုရှားဖက်ဒရေးရှင်းနိုင်ငံဖရတီယာပြည်နယ်သို့ရောက်ရှိချိန်တွင်လည်းစစ်ရုံလုပ်ရများသို့တွားရောက်လေ့လာခဲ့ပြီးချစ်ချစ်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများပုံမှန်တိုးတက်ခိုင်မာအောင်ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။